ရေစား35ရောက်ထားပြီးမွေးနေ့လက်ဆောင်လင်းယူခဲ့တဲ့ဂျပန်ရိုမီယိုပရိသတ်များအလုံးမင်းမြန်မာပါရှင်ဒီငါချက်နေကနေပြလဲကျူစွလိုက်ပါတယ်ဒီမျိုးသားရဲ့နာမည်ကထကရှင်မီရာကဝါလို့ခေါ်ပါတယ်အသက်ကတော့39နှစ်လောက်ရှိနေပါပြီ။ဒါပေမဲ့လူတွေကသူ့ကိုဂျပန်ရိုမီယိုလို့ခေါ်နေကြတာပါ။အစကတည်းကခေါ်တာတော့မဟုတ်ပါဘူး။လိမ့်လည်းမှုတစ်ခုကြောင့်အဖမ်းခံရပြီးရင်နောက်မှသူ့ရဲ့အကြောင်းတွေပေါ်သွားပြီးတော့အခုလိုနာမည်ပြောင်းပေးလိုက်တာပါ။ သူကအသက်38နှစ်ရောက်တဲ့အချိန်ထိအလုပ်ကိုင်းမင်မင်ရရရှိတာမဟုတ်ပါဘူး။အချိန်မှန်းဝင်တဲ့နေနဲ့ပတ်လုံနေကြရတာပါ။ နောက်ဆုံးသူက MLM company တခုမှာအယောင်ဝင်တဲ့နေနဲ့အလုပ်ဝင် လုပ်နေပါတယ်။အဲ့ဒါကလည်းတိတ်မပြေလဲပါဘူး။အယောင်ဝင်နဲ့လုပ်နေရင်လည်းအမျိုးသမီးတွေနဲ့အထီးတွေ့ဆက်ဆံရတဲ့အချိန်မှာသူလည်းအကြံတစ်ခုရသွားပါတယ်။ပြီးတော့အဲ့ဒီအကြံစီကိုအကောင့်ထည့်ဖို့ခဲ့ပါတယ်။သူက marketing စီးရင်နဲ့ single ဖြစ်ပြီးတော့အဖော်မိတ်နေတဲ့အမျိုးသမီးတွေကိုတေချာမှတ်ထားလိုက်ပါတယ်။ပြင်းတော့အလုပ်ကိစ္စအကြောင်းပြပြီးရင်းနှီးရအောင်စူးစမ်းပါတယ်။သူကအပြောဆိုလဲကောင်းတဲ့အတွက်အမျိုးသမီးတွေရဲ့ယုံကြည်မှုခက်မြန်မြန်ရလာပါတယ်။ နောက်ကြတော့ရင်းရင်းနေနေပြောဆိုဆက်ဆံနိုင်တဲ့အဆင့် ठी ဖြစ်လာပါတယ်။အမျိုးသမီးတွေကိုချင်းကတ်တဲ့ခါမှာသူကအရန်တရေထားပါတယ်။လေးလေးစားစားလေးဆက်ဆံပါတယ်။အခွင့်အရေးယူတဲ့ကိစ္စမျိုးမဖြစ်အောင်လည်းတရေထားပါတယ်။ ပြီးတော့အမျိုးသမီးကိုတဘောအလုံးစာလက်တွဲဖို့ရည်ရွယ်ထားတဲ့လိုမျိုးဇက်လန်းစင်ခဲ့ရပါနောက်ပြီးတော့သူချင်းကတ်တဲ့အမျိုးသမီးတိုင်းကအထိုက်အလျောက်ငွေကြေးတက်နိုင်တဲ့သူတွေပါအရွယ်ကလည်းသူထက်ကြီးတဲ့သူတွေပိုများပါတယ်တချို့အမျိုးသမီးတွေကအလုပ်ကိစ္စနဲ့တကူတော့ရုန်းကန်ကြရပြီးတော့လက်တွဲပေါ်ရှာဖို့နောက်ကျနေပြီလို့ထင်နေတဲ့သူတွေဒါမှမဟုတ်လက်တွဲပေါ်မရှာတော့လို့တွေးထားတဲ့သူတွေလည်းပါဝင်ပါတယ် ဒါပေမဲ့ရွေချက်ရှိရှိချင်းကလာပြီးတော့သူတို့ကိုအလေးနဲ့ဆက်ဆံတဲ့ဒီအမျိုးသားနဲ့တွေ့ချိန်မှာစိတ်ရင်သွားခဲ့ကြတာပါ။ထက်ကရှင်မီနာဂါဝါကအခွင့်အရေးကိုတည်တာအောင်မယူပါဘူး။ အမျိုးသမီးတွေသူ့ပုံမှာစေတနာရည်စည်းကမ်းပြုတ်အောင်လုပ်ပြီးတော့ခြုံစားတာပါဒီလိုနဲ့သူကအချိန်ပိုင်းဝန်ထမ်းလုပ်လိုက်အမျိုးသမီးတွေစီကခြုံစားလိုက်နဲ့အဆင်ပြေလာပါတယ်နောက်ကျတော့သူကအဲ့ဒါကိုငွေရှာဖို့အခွင့်အရေးတရက်နေနဲ့မြင်လာပါတယ်အဲ့ဒီအချိန်ကစပြီးတော့အမျိုးသမီးတွေကိုဟန်ဆောင်ကရည်စားထားတဲ့ကိစ္စကိုလည်းတိုးခဲ့ပါတယ်ပြီးတော့သူ့ရဲ့မွေးနေ့တွေကိုလည်းမတူအောင်လွှဲပြောခဲ့ရပါဘူး သူကရည်စားဖြစ်ပြီးတလားနဲ့နှစ်လအတွင်းအချိန်တွေကိုရွေးခဲ့ရဖြစ်ပါတယ်။ဒီလိုနဲ့သူကအမျိုးသမီးတစ်ယောက်ကိုချင်ကပ်လိုက်အယုံသွင်းစီယုံနေလိုက်ရည်စားဖြစ်ပြီးဆိုတာနဲ့သူမွေးနေ့ရှိတယ်ဆိုပြီးတော့လက်ဆောင်တောင်းလိုက်လုပ်နေခဲ့ရပါ သူကအရင်အတွက်ဇင်ရားနဲ့တည်တည်ဆဆတောင်မှတ်သားထားခဲ့ပါတယ်။ဒီလိုနဲ့သူကအမျိုးသမီး35ယောက်နဲ့လှည့်ပတ်ပြီးတော့ရှုပ်နေခဲ့ရပါအမျိုးသမီးတွေစီကချူလို့ရနေရကြောင်းအချိန်ပိုင်းအလုပ်ကိုမလုပ်တော့ပါဘူး။ဒါပေမဲ့အလုပ်ရှိနေသလိုဟန်ဆောင်ထားပါတယ်။အဲဒီအချိန်တွေမှာသူရေးစားအမျိုးသမီးတွေကိုလှည့်ပတ်တွေ့ပြီးတော့လိန်လည်နေခဲ့ရပါ။ဒါပေမဲ့အဲဒီကိစ္စကြီးကအရန်ကြာကြီးတော့မခံလိုက်ပါဘူး။တရက်မှာတော့အမျိုးသမီးတွေကဒီကိစ္စကိုတီးသွားကြပါတယ်။ ။ online ပေါ်မှာဒီသတင်းတွေတက်လာချိန်မှာတော့တားကောင်ဖြစ်ခဲ့ရတဲ့အမျိုးသမီးတွေလည်းပူပေါင်းမိသွားတာပါ။ဒါကြောင့်အားလုံးစုပြီးရဲတိုင်လိုက်ချိန်မှာတော့အမျိုးသားလည်းအဖမ်းခံလိုက်ရပါတယ်။ပြီးတော့လူတွေကလည်းသူ့ကိုဂျပန်ရိုမီယိုလို့နောက်ပြောင်ပြီးတော့ခေါ်ခဲ့ကြတာဒီနေ့ထိပါပဲ။အဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။